စိတ်ပျော်ရွှင်နေတဲ့လူနေမှုဘဝကြီးကိုသူတို့ရထားတာတော့သူတို့လည်းအကောင်းဆုံးစုလက်ပဲဒါပေမဲ့ဘောလုံးကစားတဲ့အခါမှာတော့အဲ့ဒါဟိုဖြစ်တဲ့တလောက်ဒါပါဒါပါနည်းနည်းအလောက်ကျစူးကျိုးလေးတွေတော့ရှိခဲ့တယ်နော်အဲ့တော့ဘရာဇီးဘောလုံးသမားတွေကိုအဲ့ဒါကရိုက်ခတ်မှုအနည်းနဲ့အများတော့ဒုက္ခပေးခဲ့တယ်ရှိခဲ့တယ်လို့ပြောရပါမယ်နော်မှန်ပဲကို channel ကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေအားလုံးပဲမင်္ဂလာပါခင်ဗျာအပတ်စဉ်တင်ဆက်ပေးနေတဲ့ကျွန်တော်တို့ဘလုံးရက်ွက်အစီအစဉ်အာဒီနေ့အစီအစဉ်တင်ဆက်မှုမှာတော့ကျွန်တော်မြတ်သူရနဲ့အတူအားသာအစီအစဉ်တင်ဆက်သူကိုထွန်းနှုံးလှိုင်နဲ့တရုတ်ဆောင်အဝိုင်းတရုတ်ဆောင်ဤဥဖို့တာပါဝင်ဆွေးနွေးတင်ဆက်တော့မှာဖြစ်ပါတယ်ခင်ဗျာဘုရားမင်္ဂလာပါမင်္ဂလာပါဗျာဟုတ်ကိုထွန်းနှုံးမင်္ဂလာပါခင်ဗျာမင်္ဂလာပါကိုဟုတ်ကဲ့ဒါဥဖို့တာရောကိုထွန်းနှုံးရောဒီတစ်ပတ်ကျွန်တော်တို့ဘလုံးရက်ွက်မှာအာပါဝင်ပေးတဲ့ထုံးစံတိုင်းကျေးဇူးတင်ကြောင်းအရင်ဆုံးပြောချင်တာပါလေနောက်တစ်ခုက အာဒီ channel ကြီးမှာကျွန်တော်တို့ဘောလုံးရက်ကွက်အစီအစဉ်ကိုအမြဲတမ်းစောင့်ကြည့်နေကြတဲ့ပရိသတ်တွေကိုကျေးဇူးတင်ကြောင်းပြောချင်ပါတယ်အဲ့တော့အပတ်စဉ်တိုင်းစနေတုန်းနေ့တိုင်းကျွန်တော်တို့ဘောလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဒီစီစဉ်မှာပြောကြဆိုကြတယ်အဲ့တော့အပတ်စဉ်တိုင်းအပတ်စဉ်တိုင်းပြောကြတဲ့အတွက်ကြောင့်ပရိသတ်တွေအတွက်အမြဲတမ်းအချိန်ပေးပြီးတော့ကြည့်နေရတာဗောလေအဲ့တော့အချိန်ပေးပြီးတော့တော့ရှောက်ကြည့်ရတဲ့အထဲမှာကျွန်တော်တို့ကလည်းဟိုပြောဆိုတဲ့အကြောင်းအရာလေး ထဲမှာပြည်သက်တွေအတွက်စိတ်ဝင်စားနိုင်မယ်လို့ထင်တဲ့အရာတွေကိုယ့်ဘက်ကထင်တဲ့အရာတွေကိုတော့ပြောကြဆိုကြတာပဲဒါမှမဟုတ်ပြည်သက်တွေလူကျင်တာနဲ့တက်တဲ့မကြပါလဲစိုးရိမ်တာပေါ့လေအဲ့တော့ဖြစ်နိုင်ရင်တော့အတက်နိုင်ဆုံးကျွန်တော်တို့ကပြည်သက်တွေအားလုံးပုံပုံပါပါပြောရွှင်ရှင်လေးကြည့်လို့ရအောင်ပို့ပြီးတော့အာလွတ်လပ်လေးပြောဆိုတဲ့ပုံစံလေးတော့အာကျွန်တော်တို့စီစဉ်ဆွေးနွေးထားပါတယ်အဲ့တော့ဒီဘက်က Premier League ပွဲတွေကစနစ်တုန်းနေမှာရှိမနေဘူးဟုတ်တယ်ရှိမနေဘူးဂျာရဲတွေမှာကစားကြမယ်ဒါပေမဲ့ Premier League အသင်းတွေပါဝင်တဲ့အင်္ဂလန်ပြည်ရင်း FA quarter final ပွဲတွေတော့ရှိတယ်ဒါပေမဲ့ quarter final ဒီနေ့စနေညမှာကစားမယ့်ပွဲတွေကတော့အသင်းကြီးတွေအပွဲတွေရရင်ပေါင်းမနေဘူး Fulham Crystal Palace ပွဲရှိမယ်နောက်တစ်ပွဲက Brighton နဲ့ Northern Forest ပွဲရှိမယ်ဒါစနေညမှာ quarter final FA ဒီနှစ်ပွဲရှိတယ်အဲ့တော့အဲ့နှစ်ပွဲအကြောင်းမဆွေးနွေးခင်လေးမှာကျွန်တော်တို့တခုပေါ့လေဘလုံးနဲ့ပတ်သက်တဲ့ဟိုအခုပြောရင်အခုပြန်သတိရမယ်အကြောင်းအရာလေးတွေပြောရင်ကောင်းမှာတယ်အဲ့တော့ငောက်ဘူးတာနော်ဟုတ်တယ်နော်ဟုတ်တယ် အဲ့တော့ဥပ္ပဒါတို့ဖြတ်တန်းခဲ့တဲ့ကာလတွေကလည်းအများများပြီလေကျွန်တော်တို့ဆို3-4စား5စားတော့ဖြစ်နိုင်တယ်ဗောနော်အသက်ကြီးပြီဆိုရင်တဘောပြောအဲ့တော့အဲ့တော့ရှောက်မှာဘောလုံးပွဲတွေကြီးခဲ့ရလိမ့်မယ်အဲပြီးကိုထွန်းတို့ဆိုလို့ရှိရင်လည်းကျွန်တော်တို့ရဲ့အရှိမဘောလုံးပွဲတွေအများကြီးဆော့ပြီးကြီးခဲ့တယ်အဲ့တော့ဟိုကျွန်တော်တို့ခန့်ငယ်ငယ်ပေါ့ဥပ္ပဒါတို့ကိုထွန်းတို့ဒါလူပြိုပေါက်အွေတွေဖြစ်မှာဗောနော်အဲ့အွေတွေမှာဆိုလို့ရှိရင်အာဘောလုံးလောကမှာကျွန်တော်တို့ကြီးဆိုးခဲ့တာက ရာဇီးကိုအာကျွန်တော်လွှမ်းမိုးခဲ့တာကဟုတ်ကဲ့ကြီးစိုးခဲ့တာဘရာဇီးလိုပါတော့မြန်မာပြည်သက်တွေပေါ်မှာလွှမ်းမိုးခဲ့တာအင်္ဂလန်လိုပါတော့ပေါ့နော်အဲ့လိုအသိနေရှိခဲ့ဆိုတော့အဲ့အကြောင်းလေးတွေနည်းနည်းပြန်ပြောနေတာပေါ့နော်ဟုတ်ကဲ့ပါအဲ့တော့ဟိုးတုန်းကအကြောင်းလေးတွေပေါ့အဲ့တော့ကျွန်တော်တို့ငယ်ဘဝတွေကအာကိုရုရဲ့ကြီးဘဝတွေပေါ့လေအဲ့အချိန်မှာဘောလုံးနဲ့ပတ်သက်ပြီးကျွန်တော်တို့ကအရန်အဲဟိုထိဆန်းမှုထိတွေ့မှုနည်းကြရတယ်အဲအဲ့ဒီမှာကျွန်တော်တို့ကဘရာဇီးအကြောင်းပို့သိကြတယ်အင်္ဂလန်အကြောင်းပို့သိကြတယ်အဲ့တော့ဘရာဇီးလို့ပြောလိုက်ရင်ဥပဒေမျက်စိထဲမှာဘာတွေ ပြေးမြင်လဲဘာတွေပြောဖို့ခေါင်းထဲရောက်လာလဲအဲဘရာဇီးနဲ့ပတ်သက်ပြီးတော့ဥပဒါခေါင်းထဲမှာရှိရလိမ့်ရင်ဒါကဥပဒါတို့ခေတ်ကစီနော်ဒါ ညီလေးတို့ကငယ်သေးတည်ချင်မှတည်ပါလေပီလီတို့ဘာလို့ဆိုအဲကျွန်တော်လည်းချားဘူးတာဗောလေတော်တော်တော်ဝေးသွားပြီတော်တော်ဝေးဟုတ်တယ်ဘာမှမဟုတ်အသက်အရွယ်ရပြောတာဟုတ်ကဲ့ဘာဖြစ်လဲဟိုဥပဒေတော့ခက်ခါကြတော့ခုနကပြောသလိုဒီလိုလေဟို TV တွေပါလေမရှိဘူးဟုတ်တယ်ပြင်မလားဟိုသူများနိုင်ငံမှာကန်နေဟာဟိုချက်ချင်းမကြည့်ရဘူးတော့ပြီးမှခွေထွက်လာတာတို့ဘာတို့အဲဒါတောင်မှသွားပြီးတော့ခွေလေးငါပြီးကြည့်တာလို့ဘာလို့ဒါရှိရဒါလိုက် live မကြည့်ရဘူးဗောနော်အဲဟိုစကားလေးတစ်ခုကျွန်တော်ရုပ်ရှင်သွားကြည့်လို့ရုပ်ရှင်ကားတကားမပြခင်အရှိမအဲ့ တူလေးတွေအတူလေးတွေအဲ့လိုပြောအဲ့အဲ့လိုလေးတွေပေါ့နမူနာနမူနာပဲနမူနာကြီးအဲ့နောက်ကအတွက်နမူနာတို့အဲ့အဲ့အမျိုးလေးတွေပေါ့နော်အဲ့လိုပြည်ပြည်တို့ပါဆိုတော့အဲစိတ်ဝင်စားဖို့ကောင်းတယ်တိလဲတိဘရာဇီးပဲလေတစိမ့်ရှိဘရာဇီးပဲဟုတ်တယ်မလားအင်္ဂလန်နောက်မှအဲ့ချိန်ကတိတ်ပြီးတော့ဟိုကမဖြစ်သေးဘူးနော်လူလူလူတိနေနေလို့ပြောရမှာပေါ့ဟုတ်ကဲ့ကဘာဖလာကိုကြီးဆိုးတာဘရာဇီးတို့ဂျာမနီတို့ပဲရှိတာဟုတ်ကဲ့တတိအချိန်နာဟုတ်လားနော်ဘာပဲအီတလီလို့ပါတယ်အခုနောက်ပိုင်းမှာတာဒါဟာရောအင်္ဂလန်အင်္ဂလန်ကလည်းဒါအကိုတို့ဒီညီမလူမျိုးတွေအတွက်ကကြာပရီမီယာလိဂ်က ဟုတ်တို့အတွက်ကဒါအင်္ဂလန်အတင်းကိုတကယ် favorite ဖြစ်သွားတာလေဘာပဲအတင်းအတင်းတိုင်းမှာဥမာအရင်တော့ဆိုမန်ယူ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 လူတိုင်းမန်ယူမန်ယူလားဒါဒီလိုရှိခဲ့ကြတယ်အဲမန်ယူမှာဘလူးတွေပါလဲအာဒေးဗစ်ဘာဟန်နုပါတယ်ရူနီတို့ပါတယ်ဟာအဲ့ဒီဟာအင်္ဂလန်မှာပါလာတယ်ပါလာပို့ပြီးတော့စိတ်ဝင်စားသွားကြတယ်ဒီလိုလေးတွေပေါ့လေအဲ့လိုလေးတွေရှိခဲ့တာပေါ့ဟုတ်အဲ့လိုကိုရိုနိုးအောင်ပြောအောင်ဘရာဇီးနဲ့ပတ်သက်တဲ့ဟိုပထမဆုံးကိုရိုနိုးရဲ့မှတ်မိနေတာလေးတွေပေါ့လေအဲကျွန်တော်တို့ကတော့မှတ်မိနေတာတော့ပီလီကတော့ကျွန်တော်တို့ တိုက်ရိုက်တော့မမှီခဲ့ဘူးပေါ့နော်ပီလီယိုတော့တိုက်ရိုက်တော့မမှီခဲ့ဘူးဒါပေမဲ့ကျွန်တော်တို့တွေအရွယ်တစ်ခုရောက်လာတဲ့အချိန်မှာဘောလုံးနဲ့ထိတွေ့လာတဲ့အချိန်မှာပီလီဆိုပြီးတော့អោចាហេចាដែរអត់ទេចាដែរបងឡូមិនសាលុឈិនហាមែនពីលីគិគិបាឡាគွာរបស់ហ្នឹងអេពីលីទៅបាលេបងណៅတော့គូរីធីတွေ့တဲ့ឆេងចាတော့គុណាបើយោរេយោឈិនទោះជីពីសូលុឈិនយោឈិនមិនតៃងេមកយោឈិនយោមកຫມាត់ដានកាឫបាអីຫມាត់ដានកាឫដែរមកកបាផ្លាဆိုឫអបိုင်းសាលីឫបាបាឡាដែរគូអីមកពីលីខងដៃតាឫពីលីគិទេទៅ ျွန်တော်တို့ရဲ့ဦးလေးတွေအဖေတွေကပြောတာဒါဘရာဇီးယားပီလီဆိုတော့အော်ပီလီဆိုတာဒါပါလာဘောလုံးကစားတော်တော်ကောင်းတယ်နောက်တော့ကျွန်တော်ခွေတွေကြည့်တယ် DVD တွေကြည့်တဲ့အချိန်မှာစာရီဖတ်တဲ့အချိန်မှာပီလီဆိုတာဘာလဲဆိုတဲ့ဟာကိုမှီလာတယ်အဲ့မှာဘရာဇီးဆိုတဲ့ဟာကျွန်တော်တို့ ਨੇ အကျွမ်းတွင်စဖြစ်လာတယ်အဲ့ပြီးတော့ပီလီပြီးသွားတဲ့အချိန်မှာကျတော့အဆင်စင်ပေါ့ဆိုကရီတီတို့ဘာတို့ညာတို့ပေါ့နော်အဲအဲ့ဒီကနေကျွန်တော် ရိုမာရီယိုဖြစ်လားဘီဘတ်တိုရိုရိုမာရီယိုလို့နော်အဲ့ဒီကနေပြီးတော့ကျွန်တော်တို့ထိတွေ့နေတဲ့ရော်နယ်ဒိုကြီးရော်နယ်ဒိုကြီးကနေပြီးတော့ဒီဘက်ကိဆိုရင်ရော်နယ်ဒီညိုတို့ကာကာတို့သူတို့ကြီးပဲကိုရဘောလုံးကစားတိုင်းမှာဖလားကသူတို့အတွက်က75လောက်ကရပြီးသားဖြစ်ပြိတက်ကလည်းသူတို့ပဲရာနှုန်းပြစ်ပေးထားတဲ့အချိန်မှာဒါအကိုမေးတဲ့ဟာပေါ့နော်ဘာစည်းဆိုတဲ့ဟာအလိုလိုနေနေကျွန်တော်တို့ရဲ့ဟိုဘယ်လိုပြောမလဲအနီးကတငယ်ချင်းတွေဖြစ်လာကြတာပေါ့နော်ဟုတ်ဟုတ် အဲ့တော့ဘရာဇီးဆိုရင်အရင်ကြီးကြီးခံထားတယ်ပေါ့လေဘောလုံးမှာဆရာကြီးပေါ့လေဘောလုံးမှာဆရာကြဆုံးပေါ့အဲ့တော့ဟိုအခုပြောတဲ့ပီလီပေါ့လေပီလီဆိုတော့ကျွန်တော်တို့စကြားဘူးတယ်ပီလီဆိုတာကြားဘူးတဲ့အချိန်မှာဘာလဲတော့မသိဆရာကြီးပဲဘောလုံးဆရာကြီးဆိုတော့ကျွန်တော်တို့အားလုံးသိကြတယ်ပြီးတော့ကျွန်တော်တို့ရက်ွက်တွေထဲမှာကလေးတွေရောကလေးချင်းကြတော့လေပီလီဆိုဘာလဲဆိုတော့လေဟိုရွေတူးချင်းဆိုတော့ဘလူးမှလည်းမရှင်းပြတာဘူးဘလူးမှလည်းသိမနေဘူးဆရာတော့ဆရာကြီးပဲတော်တော်ဆရာကြီးတော်တော်မှဆရာတော်တော်ကြီးရယ်ပေါ့လေအဲ့တော့အခုပြောသလို ပီလီကစ်တွေကဘယ်လိုလဲဆိုတော့မမြင်ဘူးဒါပေမဲ့ပီလီကစ်ဆိုအရင်လှမယ်အရင်ကောင်းမယ်လို့ထင်ရအဲ့မှာကျွန်တော်တို့ကပီလီကိုဘယ်လိုစိတ်ထဲမှာခံစားမိလဲဆိုကျွန်တော်တို့လူငယ်တွေအတွေ့အထိမှာဘယ်လိုခံစားမိလဲဆိုကျွန်တော်တို့ငယ်ငယ်တုန်းကစာတွေမှာသင်ရတယ်ဒါပါတော့အခုပြောသလို ဆိုဂရီဒီလို့ဘောလုံးသမားဆိုဂရီဒီပြောတာပေါ့နော်ဘောလုံးသမားဆိုဂရီဒီပေါ့ဒီဘက်ကဆိုဂရီဒီဆာမဖိုင်ဆိုဂရီဒီဆိုဂရီဒီကိုအဲ့တော့ဗန်ဂိုးတို့ဗန်ဂိုးတို့အခီမီဒီစ်တို့ကျွန်တော်ငငယ်တော့သင်ရတယ်အဲ့တွေးခေါ်ပညာရှင်တို့ဗဂျီဆရာကြီးတို့ကဘာဘောအကောင်းဆုံးနာမည်ကြီးအဲ့လိုပဲဘောလုံးမှာဆိုဒီလူဆရာကြီးတယောက်လို့ကျွန်တော်တို့ထင်တာပေါ့အဲ့တော့ဆိုဟူကဘာကျော်ဆာအုဒီပုံလေးဆာအုဒီထဲမှာပါတဲ့ကဘာကျော်လူပုတ်ကူကြီးတွေလိုပဲပုံလေးဆာအုထဲမှာအဲ့တော့ဘောလုံးကြောင့်မပါဘူးလေမပါတဲ့ ဘောလုံးကဆရာကြီးတယောက်ကပီလီပေါ့လေနတ်ဖရာကြီးတယောက်လို့ကျွန်တော်တို့ကထင်တယ်တွေးကြတယ်ပေါ့လေအဲ့လိုအဲ့လိုစိတ်ထဲမှာတည်ထားကြတယ်ပေါ့ဒါဘရာဇီးနဲ့ပတ်သက်ပြီးကျွန်တော်တို့စပြီးတော့ပထမအဦးဆုံးတည်ခဲ့ကြတဲ့အတီးတွေကျွန်တော်တို့ငယ်ဘဝတွေကိုလွှမ်းမိုးတယ်ကျွန်တော်လေးလွှမ်းမိုးခဲ့တယ်ပေါ့လေဆိုတော့ဟိုဘောလုံးဆိုလို့ရှိရင်ဘရာဇီးမှာသွားနေဘောလုံးအလိုလိုကန်တက်သွားမှာပဲလို့ထင်တယ်အဲ့တော့ဟိုငယ်တုန်းရေတုန်းငါတို့မေတို့ဖေတို့ကဘရာဇီးပို့လိုက်ရင်ငါဘောလုံးကန်တက်သွားမှာပဲလို့တွေးခဲ့မှုရဲ့အခြေအနေရှိတယ်ကဲအဲ့တော့ ဟိုစပြီဗောနော်အချိန်လေးတခုစပြီအဲ့ဆိုအဲ့တော့ဘာဘာကြောင့်ဘရာဇီးကိုပြောကျင်တာလဲဆိုတော့ဘရာဇီးကိုအဲ့လို fight side fight side အတင်းလေးတင်းလောက်လေးဟိုဖွဲ့ကျင်တာဗောလေဆိုတော့အဲ့တော့ဘရာဇီးမှာကျွန်တော်တို့မိခဲ့တဲ့ခေတ်ကကစားသမားတွေအကြောင်း နာမည်လေးတွေပြန်ပြောကြည့်မယ်အဲ့ဒီကနေပြီးတော့5ယောက်တသိန်းလောက်လေး5 size အသိန်းလေးတသိန်းဖွဲ့ကြည့်ခြင်းနဲ့ပေါ့လို့ဒါပါတော့ကျွန်တော်မျက်စိတည်းပြင်မိတာကိုပီလီရှိမယ်အဲ့နောက်မှာကျွန်တော်ရိုနယ်ဒင်ဟိုရိုနယ်ဒိုရှိမယ်ရိုနယ်ဒင်ဟိုရှိမယ်ကာဖူးလိုရှိမယ်အာဒွန်ကာလိုရှိမယ်အဲ့နောက်ပိုင်းကျွန်တော်တို့ကာကာလိုရှိမယ်ရော်ဘင်ယိုလိုရှိမယ်အဲအခုဒီဒီဘက်ခေတ်ကိုတဖြည်းဖြည်းရောက်လာနေမာလိုရှိမယ်အများကြီးပေါ့လေအများကြီးအဲ့အများကြီးတော့ရှိရယ်ဂိုးသမားဆိုရင်ဒီတာလိုရှိမယ်ပေါ့လေအဲ့အများကြီးတွေကနေပြီးတော့အဲ့လို အခုအချိန်ဆုံး fight ဆက်အတင်းတင်းပေါ့လေအဲ့တော့ group မတယောက်တော့ပါရမယ်အခုတိုက်စင်မှုလည်းပါရမယ်ကွင်းလေကတော့နှစ်ယောက်ထားရင်လည်းထားနောက်တန်းမှာနှစ်ယောက်ထားရင်လည်းထားပေါ့ဒါဒါလေးတော့ fight ဆက်လို့ဟိုကုထနူးကစပြီးတော့ Brazil fight ဆက်တသိန်းလောက်လေးပေါ့ဟိုဖွဲ့ပေးနေတယ်ပါတယ်ဟုတ်အဲအရန်ပေါ့နော်အရန်ဆိုတာဟိုဟို စကားအပြင်းတော့နည်းနည်းတော့ကြီးကျယ်သွားမှာပေါ့ဘာလို့လဲသူတို့ခစ်တစ်ခုမှာကဘရာဇီးကတော်တော်ကြီးကိုကောင်းခဲ့တာကျွန်တော်ပီလီခစ်ဆိုလို့ရှိရင်ပီလီခစ်အရွေးမှာဆိုရင်ဒါကျွန်တော်တို့ရှေ့မှာစပြီးရွေးမယ်ဆိုပီလီပေါ့နော်ပီလီကိုကျွန်တော်တို့ရွေးရမယ်အဲပြီးသွားလို့ရှိရင်တော့ခစ်ဆက်ဆက်မှာဆိုဟိုကြာစင်ဟိုတို့ဘာလို့တောင်မန်ဆော့တဲ့ဆရာကြီးတွေရှိသေးတယ်ရှိတယ်ဟုတ်တယ်အဲအဲ့ဆရာကြီးတွေတော့ကျွန်တော်တို့ဒီဘက်ခစ်အတွက်ဆိုရင်တော့ကျွန်တော်ခဏလေးထားခဲ့ကြတယ်ဒီဘက်ခစ်ဘောလုံးပြိုင်သက်တွေနဲ့ထိတွေ့ဖို့အတွက်ဆိုရင်တော့ပီလီကိုတော့ကျွန်တော် striker နေရာမှာထားမယ်ပီလီ striker ပီလီက striker ထားမယ်သူ နောက်မှာဆိုရင်တော့ကျွန်တော်ဒွန်ဂါပေါ့နော်ဒွန်ဂါထားမယ်နောက်ရိုနယ်ဒီညိုထားမယ်နောက်ပြီးလို့ရှိရင်တော့ကျွန်တော်ခန်စတန်မှာဆိုရင်တော့အခုပြောတဲ့ကာဖူးပေါ့နော်ရွေးချယ်ရမယ့်လူတွေကတော့များတယ်အဲ့တော့နောက်ဆုံးကြံတဲ့ဂိုးသမားနေရာမှာတော့ကျွန်တော်တာဖာရယ်ကြိုက်တယ်ဒီတာထက်တာဖာရယ်ကအတွေ့အကြုံတော့ရှိတယ်ဒါပေမဲ့ဒီတာလောက်တော့ရံမောင်းတော့မမြင်ဘူးကိုရယ်စကေးကတော့အားလုံးအတူတူပဲကျွန်တော်ဒီငါးယောက်ကိုရွေးတယ်ဘာလို့ဘာကြောင့်ဒိုကြီးတို့ကာလို့စ်တို့မရွေးလဲဆိုတော့ သူတို့တွေက space ရှိမှစောတဲ့သူတွေဆိုတော့အကော5 size ဆိုတော့ကျွန်တော်ကလည်းကွင်းလေးချင်းချင်းလေးထဲမှာဆိုရင်တော့သူတို့ထည့်ထားတာပေါ့အဲအရန်မှာအရန်ခေါ်မှာ3ယောက်လောက်ထည့်ရွေးဆိုရင်တော့ခုနပြောတဲ့အဲ Ronaldo Ronaldo ကြီးတို့နောက်ပြီးတော့ Carlos တို့နောက်ပြီးတော့အရန် Brazil မှာဒီနောက်ပိုင်းလက်ပြားတစ်ဖွဲ့ဖြစ်လာတဲ့ Neymar ပေါ့ကွယ်သူတို့တော့ဒါ junior တွေအနေနဲ့ခေါ်မှာထိုင်ခိုင်းပြီးတော့ဆရာကြီးတွေကိုတော့ရှေ့ဖို့ထားခြင်းပေါ့ဆိုတော့ဟိုရုပ်တရက်အခုအခုရွေးလိုက်လို့ရှိရင်တော့ဒါအာဒီဒီ9ယောက်ပေါ့လေဒါပေမဲ့ဟို ခြံခဲ့တဲ့လူတွေလည်းအများကြီးရှိတယ်ပေါ့လေခြံခဲ့တဲ့လူတွေအများကြီးဒါပေမဲ့ငါးယောက်ပဲယူရတာဟုတ်တယ်အဲ့တော့ဟိုထင်ရှားတာဒူကြီးတော်မှအရန်ကုန်မှာရောက်နေပြီကွနော်နေပါတော့အရန်ကုန်မှာရောက်ပြီဆိုကျန်တဲ့လူတွေဘာလို့ထားခဲ့လဲဆိုတာအရန်အထွေထူးတော်မင်းစရာမလိုတော့ဘူးကွနော်အဲ့တော့ဘတ်တူကာလစ် နော်ဒီကလို့ဆိုလဲရေဘောထားရေအဲ့ဦးဦးတိုင်းရွေးပေါ့လေဟုတ်တယ်ဦးတိုင်းဟာရောက်တယ်မှာနောက်တမ်းမှဆိုရင်အဲ့ရောဘတ်တိုကာလို့ရောဘတ်တိုကာလို့ကျွန်တော်တို့ခင်မှာတော့ဒါတကယ်ဆရာကြီးတွေဟုတ်တယ်နော်ဟုတ်ပါပဲပြောပြောလေးဘယ်ချောင်းနဲ့ဂိုးတွေပါလေနောက်တန်းနေပီကီတွေပါလေတွင်းတဲ့နေရာမှာတော့အာအခုလက်ရှိလဲဒီဘက်ဒီဘက်ခေတ်အထိတော်တော်များများသူပါလာပါသေးတယ်ဟုတ်တယ်ခုနောက်ပိုင်းမှာဒါပျောက်သွားတာလေနော်ဘာပဲပြောခုနကဟိုရွေးချက်ထားတဲ့အတိုင်းဆိုရင်တော့ငါးယောက်ပဲဆိုတဲ့ခါကျတော့တကယ်ကောင်းနေပဲရွေးရတာဟုတ်တယ်နော်ကောင်းတာတော့ဘရာဇီးက သတင်းလုံးကိုပေါင်းတယ်ကောင်းခဲ့တာကောင်းခဲ့လို့လဲသူဖလားဒီဇက်တိုက်ဒီဇက်တိုက်တွေသူရခဲ့တာလीเนาะဟုတ်ပါတယ်အဲ့တော့ကာလူဥပဒါဆိုရင်ကာလုစ်ပါမယ်ကာလုစ်ကာလုကတိုက်တယ်เนาะကဖူးကဖူးပါမယ်နောက်တော့နှစ်ယောက်ဆိုဥပဒါနောက်တော့နှစ်ယောက်ကွင်းလေပါ ကွင်းလက်မှာတော့ကျွန်တော်တို့အဲ့ဒီဟိုအဖြစ်နော်ဟိုသမင်ရှိချင်းနဲ့ဟိုသွားခေါ်တော့ Ronaldinho Ronaldinho ကိုလည်းကျွန်တော်လည်းတူတယ်ဒီကြားလေးနဲ့ဒီဒီရှင်းလေးလည်းလာပါတယ်အဲ့တော့ရှေ့ဆိုရင်ဟိုတာပီလီနဲ့စာရင်တော့ဗျာတဘောကဒီဘက်ခေဟိုဆိုရင်ကျွန်တော်ဒိုယီဒိုယီပဲဟာဘောအဲ့ဒါဒိုယီကလူတိုင်းတည်တာဟုတ်တယ်နော်အဲ့လိုဟာမျိုးလေးတော့အာဒါကိုသမားဆိုရင်တော့ဒီတာဗောဒီတာဗောဒီတာဗောဒီတာလည်းဒီတာပဲဒီဘက်ဒီတာလည်းဒီဘက်ခေမှာတော့ဟာဟိုဟာဗော အဲဒူကြီးတို့တခင်မှာတော့ဒါဆရာကြတဲ့ကိုယ်ပေါ့နော်အဲ့တော့ဟိုဘရာဇီးဆိုတဲ့အတင်းကယူရမဲ့လူတွေအများကြီးဒီကြားထဲမှာဟိုအများကြီးမျောလင်းထားပြီးတော့အာပျောက်သွားတဲ့ဘောလုံးသမားတွေလည်းရှိပါတယ်အများကြီးရှိရဲ့နောက်တစ်ခုကစကားလေးဆက်လို့တခွန်းလောက်ပေါ့အဲဘရာဇီးနဲ့ပတ်သက်ပြီးအခုသူတို့ရဲ့ဘရာဇီးဘောလုံးသမားတွေရဲ့ professional ဘောလုံးသမားဘဝအချိန်ကာလအရန်တူတောင်းကြတယ်ပေါ့လေခဏလေးနဲ့ဟုတ်ကဲ့ဟုတ်တယ်ပျောက်သွားကြတယ်အရန်အောင်မြင်တယ်ကမ္ဘာကျောဘောလုံးသမားတွေဖြစ်တယ်ဒါပေမဲ့ဟိုဆိုပါတော့9နှစ်9နှစ် အဲ့လိုအကြာကြီးမခံဘူးတနေ့နှစ်နှစ်သုံးနှစ်တွင်းမှာပဲပြန်ပြီးတော့ကွယ်ပြောက်သွားတယ်သူတို့ရဲ့လူနေထိုင်မှုလူနေမှုဘဝပုံစံတွေကြောင်လားဟုတ်တယ်ဂျန်ရာတွေနှိမ့်ဆက်လို့လားအဲ့ဒီပုံမှာအခုဘလို့မြင်လဲပေါ့ကုထုံးဆိုရင်ဘလို့မြင်လဲပေါ့အဲဘလို့ပြောရမလဲအကြောင်းအကျိုးဆက်ဆက်မှုတွေတော့ရှိတယ်ပေါ့နော်ဟုတ် ဟိုတစ်ချိန်တုန်းကတော့အိမ်လွမ်းနဲ့ပြဿနာတွေကျွန်တော်တို့တအားရင်ဆိုင်ရတယ်။ဒါပီလီတို့ဆိုဒီဘက်ကိုဥရောပဘက်ကိုလုံးဝမလာကြဘူး။ဘာကြောင့်လဲဆိုတော့သူတို့မှရှိတဲ့တောင်အမေရိကတိုက်နဲ့ဥရောပနဲ့ဆိုလို့ရှိရင်ယထာယထာတော်ဖြစ်တယ်ကျွန်တော်တင်မောနဲ့သွားရတာဟိုလနဲ့ချီရယ်ပေါ့။အဲ့တော့အိမ်လွမ်းတဲ့သူတွေဖြစ်တဲ့အတွက်သူတို့မလာဘူး။အဲ့တော့ကျွန်တော်ရိုမာရီယိုတို့ခစ်ပြန်ရောက်လာတဲ့အချိန်ကျတော့စီကိုတို့ရိုမာရီယိုတို့ခစ်ပြန်ရောက်လာတဲ့အချိန်ကျတော့လာတယ်။ရေအတွက်နဲတယ်။နောက်တစ်ချက်အဲ့ဒီခစ်တွေပြီးသွားတဲ့အချိန်မှကျတော့ဒါကျွန်တော်ဘောလုံးက business ဖြစ်သွားတဲ့အချိန်မှဒိုကြီးတို့ခစ်ပေါ့။ဒိုကြီးတို့ခစ် ရိုမာရီယိုတို့အကြဒိုရီတို့အတက်ခင်မှာကြတော့ဒီဘက်ကိုဥရောပဘက်ကိုဆင်းလာကြတယ်ဟုတ်အဲ့ဒီမှာတာယာနာပြောပွဲဘာကောင်းလဲဆိုတော့သူတို့ကအပြော်ပါမတ်တယ်ဒါပေမဲ့ဘောလုံးကစားတဲ့အခါကျရင်သူများတွေလိုလေ့ကျင့်ခန်းလုံးဆရာမလို့ဘူးသူကအော်တိုမက်တစ်တင်းတို့ထပြီးကန်လိုက်တာနဲ့သူတို့ရဲ့ပါရမီပေါ့နော်ပင်ကိုရေသွေးရပါပြီးသားဆိုတော့သူတို့ကအရာတွေကိုသူတို့အတုံးချတယ်ခတ်တာကလိုအပ်တာထက်ပိုပြီးတော့ဘောင်ပြေရောက်တာပေါ့ကိုရဟိုဒိုရီတို့ခေတ်ဆိုရင် ဒါအခုလိုသိတဲ့အချိန်မှာလဆောက်ဆိုရင်လည်းအစမတန်နေရတယ်သူတို့ဖူးဖူးမှုတ်ထားတဲ့အချိန်ကလပ်အုံနာတွေရောဘာဘာလုံးလုံးအလုံးကတင့်တယ်တယ်အဲအဲ့ဒီလိုမျိုးဖြစ်လာရင်ねသူတို့လွန်သွားတဲ့အပိုင်းတွေရှိတယ်ပေါ့ကိုယ်ဥမာကစားသမားတယောက်မှထားမဲ့စီကန်းပေါ့ကိုယ်ကိုယ်သေးတက်ဖို့ဆိုလို့ရှိရင်ဒီချိန်မှာအဲ့ဒီချိန်မှာအစခက်တာကဒါရော်နယ်ဒီညိုတို့ခေတ်ထိမနေ့ပြန်ဘောလုံးကပ်မယ်ဆိုရင်သူတို့မှာပျော်ပွဲရွှင်ပွဲတွေကမပြီးသေးဘူး။ညနေလေးသွားနေကြတော့။သွားနေတော့မယ်မနေ့လင်းဟိုအာယုံတက်ခံနေလောက်မှပြန်လာတယ်ခဏနားတယ်။ပြီးရင်သူတို့ကန်ရင်လေဂိုးတာပဲ။ကောင်းနေတာ။ကောင်းနေတာပဲ။ ဲ့တော့နီးပြားတွေကတော်တော်ကိစ္စဆိုမပြောတော့ဘူးစီကန်တင်းကျက်တဲ့နီးပြားတွေနဲ့တွေ့ရင်တော့ဥမာကျွန်တော်တို့တွေလည်းစာရီဖတ်ရတာပေါ့ဥမာရိုမာရီယိုဆိုရင်ကျွန်တော်ဘရာဇီးပြန်ခြင်းနဲ့ဆမ်မာပွဲသွားနှွဲခြင်းနဲ့မပြန်လို့မရအောင်မဟုတ်ကျွန်တော်ပြန်ခွင့်ပြုပါဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဂျွန်ခရက်ကပြောဟုတ်မင်းငါအတင်းအတွက်နှစ်ခိုးပဲသွင်းပေးပြီးတာနဲ့မင်းတန်းပြန်အဲအဲ့လိုမျိုးတွေကျွန်တော်တို့ရှိခဲ့တာပေါ့နော်ဒါပေါ့တကယ်လေးကစားတော့သူနှစ်ခိုးသွင်းပေးတယ်နှစ်ခိုးသွင်းပြီးတဲ့အချိန်မှာလူစားလဲလိုက်တယ်ပြီးတာနဲ့ချက်ချင်းလေးစိတ်ဆင်းပြီးတာတန်းပြန်တော့အဲ့တော့ နီးပြားနဲ့သူတို့ကြားမှာလဲယုံကြည်မှု trust တွေလည်းရှိတယ်နောက်ပြီးတော့ဟိုပြောတဲ့အတိုင်းလုပ်ပေးနိုင်တဲ့ဟာရှိတာပေါ့နော်အဲအဲ့ဒီဟာတပိုင်းဒီဘက်ကနေမှာဆိုလို့ရှိရင်လည်းဒီတိုင်းပဲသူ့မှာမွေးနေနားနီးပြီဆိုလို့ရှိရင်နှစ်ပတ်လောက်လိုတဲ့ automatic ဒဏ်ရာရတယ်ပြီးရင်သူတလားလောက်နားပြီးတာနဲ့သူဘရာဇီးပြန်ပြေးပြီအပြစ်ပြန်ကောင်းပြီးပြန်ရောက်လာပြန်အဲအဲ့လိုမျိုးတွေပေါ့ကိုရဲ့သူတို့ရဲ့ဘောလုံးပင်ကိုပါရမီကောင်းပေမဲ့ဒဏ်ရာကြောင့် Ronaldo ကြီးနားလိုက်ရတာတစ်ချက်ပြီးတော့သူတို့ရဲ့ social life ပေါ်မှာမှီတင်းနေထိုင်တဲ့အားကပိုခဲ့တာအောင် ။ဟုတ်။ဘရာဇီးဆိုတာလည်းတည်တဲ့အတိုင်းပဲသူတို့ရဲ့ social life ကတားပွင့်နေလွတ်လပ်တာအောင်နော်။သူတို့လူမှုနေထိုင်မှုဘဝပုံစံတွေကိုတဲ့ကတူးချင်းတယောက်ချင်းနေတာတဲ့မိသားစုလိုက်ဟုတ်တယ်ဗျာ။ရက်ွဲလိုက်ပုတ်လိုက်အဖွဲလိုက်တငယ်ချင်းလိုက်အဲ့လိုနေကြတာများတယ်ကျွန်တော်တို့ဟိုနားတော့မလဲပါဘူးဘာတွေဆိုနေမှန်းတော့သချင်းနေဆိုဒါပေမဲ့အရင်မြူးကြွားတယ်ပြောရလေအဲ့ဒီဆမ်မာသချင်းနေဆိုလို့ရှိရင်ပြီးရင်သချင်းဖွဲလိုက်လို့ရှိရင်တရက်ွဲလုံးလာကနေတွေ့ရဆိုတော့ဟုတ်တယ်ကိုကျွန်တော်တို့ဟိုမြန်မာစကားနဲ့အလွယ်ပြောရင်အပြော့ပြမဲ့တယ်လို့တောင်ထင်ရတယ်ဗောလေဟုတ်တယ်ကိုဟောဆိုတော့ဒါပေမဲ့ အာသူတို့ပျော်ရွှင်တဲ့လူနေမှုဘဝပုံစံကတော့သဘောကျစရာကောင်းတယ်နှစ်သက်စရာကောင်းတယ်အအတူစရာလည်းကောင်းတယ်ဘဝကိုဒီလိုပျော်ပျော်ရွှင်ရွှင်ဖြတ်တန်းရတယ်ဆိုတော့တော်ယုံလို့ယူလို့မရဘူးကျွန်တော်တို့ပျော်ခြင်းလို့ကိုယ်တော်တို့ကျွန်တော်နည်းနည်းတော့ပျော်ပေးဆိုအခုကျွန်တော်ရေတစ်ခွက်ခတ်ပေးဆိုအခုခတ်ပေးလို့ရတယ်အခုပျော်ပေးဆိုအခုပျော်ပေးခြင်းလို့ရနိုင်မှာမရပါဘူးရတယ်လေရေထည့်ပေးလိုက်တယ်အဲ့လိုပျော်ပေးလို့ရအဲ့တော့သူတို့ကအဲ့ဒါကိုအားလုံးကအလွယ်တကူပျော်ဝင် ပြီးတော့စိတ်ပျော်ရွှင်နေတဲ့လူနေမှုဘဝကြီးကိုသူတို့ရထားတာတော့သူတို့လည်းအကောင်းဆုံးစူးလက်ပဲဒါပေမဲ့ ဘောလုံးကစားတဲ့အခါမှာတော့အဲ့ဒါဟိုဖြစ်တင်တဲ့လောက်ဒါပါဒါပါနည်းနည်းအနောက်ချက်လေးဆူဂျူဟိုလေးတွေတော့ရှိခဲ့တယ်ပေါ့နော်အဲ့တော့ဘရာဇီးဘောလုံးသမားတွေကိုအဲ့ဒါကရိုက်ခဲမှုအနည်းနဲ့အများတော့ဒုက္ခပေးခဲ့တယ်ရှိခဲ့တယ်လို့ပြောရမှာပေါ့နော်မှန်မဲကိုဟုတ်ကဲ့စီကန်အပြည့်ဆိုရင်တော့ကာဖူးတို့ကားလို့ဆိုပေါ့အခုရွေးတဲ့လူနှစ်ယောက်လုံးဆိုရင်ဒါလုံးဝစီကန်ကောင်းခဲ့တဲ့လူ30ကျော်40နာထီဆော့ခဲ့ကြတဲ့သူတွေပေါ့နော်ဒီလိုပဲပေါ့ဟိုမှာရန်ကောင်းခဲ့တဲ့အဒရီယာနိုဆိုရင်လည်းဒါသူ့အဖေကိစ္စကိုပဲရည်ရွယ်ပြီးတော့ပေါ်လုံးကစားနေတဲ့အကောင့်တိုင်းနဲ့ပဲ သူနားပလိုက်တာလေဟုတ်ကဲ့မစောတော့အိမ်ပြန်မယ်ဆိုပြီးတော့သူနားပလိုက်တာဟုတ်ကဲ့ကျွန်တော်တို့ဒီဘရာဇီးဘောလုံးသမားတွေရဲ့အဲဘောလုံးပါရမီထူးချွန်မှုအရင်ကောင်းတဲ့အကြောင်းတွေပြီးတော့သူတို့ရဲ့လူနေမှုဘဝဖြတ်သန်းမှုတွေမှာလည်းဟိုအားအသင့်စရာကောင်းတယ်ရော်နယ်ဒင်းကိုဆိုရင်ထောင်ထောင်ကြရတယ်ဟုတ်တယ်ထောင်ကြရတယ်ထောင်ထဲမှာထောင်သားတွေနဲ့ဒီဘောလုံးကန်တယ်ဒီဝါလီခံရတယ်တန်းကျွယ်တတိဘဝနေပြီးတော့အဲ300%မရှိတော့ဘူးเนาะနောက်အခုပြန်ချမ်းသာတော့ပြန်ပြီဟုတ်တယ်เนาะဆိုတော့ဟို ိုသူတို့ရဲ့ဘဝဇလံရုပ်ရှင်လိုပဲပေါ့နော်ဟုတ်တယ်အဲ့တော့ကျွန်တော်အချိန်လည်းပြည့်တော့မယ်ဆိုတော့ဒီနေ့စီစဉ်ရဲ့ဟုတ်ကောကောင်းပြီဟိုပြောတော့ပြောနေသေးတယ်ဒါပေမဲ့ဒီနေ့လည်း FA ပွဲလေးလည်းပါမှာဆိုတော့ကျွန်တော်တို့ Palace နဲ့ Fulham နော် Fulham Palace Fulham Palace ပွဲအဲ့တော့ဟို Fulham Palace ပွဲလေးဘယ်သူနိုင်မထင်လဲပေါ့ကိုထွန်းအတူကြုံလေး Fulham Palace ကတော့ကိုထွန်းဆိုအပူတာပေါ့နော်လာပေါ့နော်ဟိုရင်စားပြီ Fulham Palace ကတော့ Fulham တော့အခုချိန်မှာနည်းနည်း ဟိုကြီးတက်လာတော့နာတာပရီမီယားလေးကိုကြီးပြီးတော့ပြောတာလေအဲ့လိုပဲခရစ္စတပယ်လစ်ကလည်းသွားနေတာပဲအဲ့တော့နောက်ပြီးတော့ပြောရသူတို့ကဒီရှုံးထွက်ရမှာဟုတ်တယ်ကျွန်တော်ထင်တယ်အချိန်ပိုထိတော့ဒီလောက်သွားမယ်ထင်တယ်ဟုတ်ကဲ့နော်တဘောပြောပြဟိုမိနစ်60လောက်ဒီလောက်သွားမယ်လို့တော့ထင်တာဟုတ်ကဲ့ဒီဘောတည်ပေါ့ဘူးတာနော်ကိုရိုးဘယ်လိုမြင်လဲပေါ့နော်တူတူပါပဲဒီလိုဆင်းရောက်လာတဲ့အလဲလက်အသင်းတွေကတော့အနိုင်မခံအရှုံးမပေးပါတော့ဒီလိုကစားကြတယ်တခုပဲဖူဘန်မှာတော့အင်ကွင်းအားသာချက်ရှိတယ်ဟုတ်ကဲ့ဒါတော့ကျွန်တော်မေးထားလို့မရဘူးတစ်ဖက်ကခရစ်စတယ်ပဲလစ်ကလည်းတိုက်စစ်မှု မဒေတာတော်တော်ကောင်းပါတယ်အဲ့တော့တို့ရဲ့မျှကြီးအားလုံးက balance ကညီနေတဲ့အတွက်အခုလိုပဲကျွန်တော်လည်းတည်ကြမယ်ပွဲလိုပဲထင်တယ်ဟုတ်ကဲ့အဲ့တော့ပွဲချိန်လေးတည်ဖြစ်နိုင်တယ်ပွဲလိုပေါ့နော်ဒီလက်ရှိအခြေအနေနဲ့အဲ quarter final ဆိုရဲ knockout stage တွေရောက်လာတော့အသင်းချင်းလည်းတိတ်မကွာတဲ့အခြေအနေတွေကတည်ဖြစ်ဖို့ရတဲ့နှုန်းကိုပိုအများပဲဥတည်တာပေါ့နော်ဆိုတော့နောက်တစ်ပွဲက Brighton နဲ့ Northern Forest အဲ့တော့ကိုထနိုးပွဲစဉ်ရလက်လေးဘယ်လိုဖြစ်မှထင်လဲပေါ့နော် Brighton အတွက်ကတော့ဒီပွဲကလက်စားချေရမယ်ပွဲလို့ထင်တယ် ဒါကျွန်တော်ပရီးမီးယားလိနော်တန်ဖောရက်စ်မြေမှာ7 scene နဲ့ရှုံးထားတာလည်းရှိတယ်เนาะအဲ့ဒါလေးတစ်ချက်တော့ကျွန်တော်တို့မေးထားလို့မရဘူးနောက်ကျွန်တော်ပထမအကြော့မှာလဲ Brighton ကအင်္ဂွဲမှာ Nottingham Forest ကိုနိုင်ထားပူတယ်အဲ့တော့အခုပြန်တွေ့ရမှာလဲ Brighton မြေမှာဆိုတော့ပွဲရတော့တော်တော်ကြီးလာမယ်ကိုဒါပေမဲ့အနိုင်ရှုံးကတော့ပြက်သားမှာတော့မဟုတ်ဘူးပြန်လည်သွင်းကိုးတွေနဲ့ကျွန်တော်လည်းဒီပွဲကိုတည်ရလို့ပဲကျွန်တော်ခံမှန်းကျင်တယ်ဟုတ်ဒီစစ်နေရောက်လာကြပြီဆိုတော့ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ Northern Forest ကိုလည်း short တွက်လို့မရဘူး။ဒါမဲ့နှစ်ချန်ပီယံလိဝင်ခွင့်တနေရာစားလဲသူတို့ကပိုင်ဆိုင်ထားနိုင်တဲ့ခြေစွမ်းရှိတယ်ဆိုတော့ဟုတ်ကဲ့။ Asian တို့ကသူတို့လည်း pressure ပြန်ပေးมาပဲ။ကျွန်တော်တို့တည်ရပဲကြိုက်တယ်။တည်ရပဲကြိုက်တယ်နော်။ဟောဥပဒါတော့ဒီဘွဲရလက်လေးပြောအောင်။သူကတည်ရဆိုတော့ကျွန်တော်က3ပေါ့။အဲ့တော့ကျွန်တော်ကဒါရှင်းပြ Brighton Brighton ကြိုက်တယ်လေ။ဟုတ်ကဲ့။နောက်အင်ဝင်လဲအင်ဝင်ဖြစ်နေတယ်။ဟိုခုနကကိုထုံးပြောသွားသလို ရှေ့မှာလည်းသူခံထားရတယ်ဆိုတော့ဒါမကြေပွဲအနေနဲ့တော့ကျွန်တော်တော့ brighter နိုင်သွားမယ်လို့ထင်တယ်ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်ကတော့ဟိုဒီပွဲ Nottingham ပူကြိုက်တယ်ဆိုတော့ဟိုထွေထူးတော့မရှိပါဘူးကြိုက်တယ်မကြိုက်တယ်ဆိုတာလည်းဟိုဒီလိုပဲဥပုသဘောကျနေလို့ပြောလိုက်တယ်သဘောလေးပါပဲအဲ့တော့ပွဲရလက်တွေဘယ်လိုထွက်လာမလဲပြီးတော့ပို့ပြီးတော့ပွဲကောင်းတွေဆွေးနွေးရမှာမနေ့ကမှရှိရဲ quarter final ပွဲတွေကအာမန်စီးတီးပွဲလည်းပါဆိုတော့ဒီစိတ်ဝင်စားစရာကောင်းပါအဲ့တော့မနေ့ကအစီအစဉ်မှာကျွန်တော်တို့ဒီနေ့မပြောလိုက်ရတဲ့ အင်္ဂလန်အကြောင်းလေးလည်းဆက်ပြီးတော့ပြောပြတာပေါ့နော်ဟုတ်ကဲ့တော့ဘယ်နှဖက်စီမှာပြန်ဆုံးကြပါမယ်ဟုတ်ကဲ့ပါဘယ်လို channel ကြီးကိုကြည့်ရှုနေကြတဲ့ပရိသတ်များခင်ဗျာကျွန်တော်တို့ဘောလုံးရက်ွက်ဒီနေ့တင်ဆက်မှုကိုဒီမှာနားကျင်ပါတယ်မနေ့ပြန်ပါလဲကျွန်တော်တို့ဘောလုံးရက်ွက်အစီအစဉ်မှာဘောလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကျွန်တော်တို့တွေကဆွေးနွေးတင်ဆက်တော့မှာဖြစ်လို့ဆက်လက်ဆောင်ရွက်ကြည့်ရှုအားပေးနိုင်ပါတယ်ပရိသတ်တွေအားလုံးကိုကျေးဇူးတူပဲနေရှိပါတယ်